ရောင်ရဲခြင်းအမှုပညာအခန်း30အတွေးတွေက အမှိုက်များရှင်းထုတ်ခြင်းအပြုသဘောတွေးခေါ်မှုစွမ်းအားစိတ်အမှိုက်တွေရှင်းထုတ်ဖို့စဉ်းစားတဲ့ပုံစံကို ပြောင်းလဲတတ်ဖို့သင်ယူရပါမယ်။လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ဒါပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ကျမရဲ့ကိုယ်ပိုင်အထွေကြုံရမကောင်းတာတွေကိုအာယုံဆိုင်မဲ့အစားကောင်းတာတွေကိုအာယုံဆိုင်တာက ဘဝကိုအကောင်းနဲ့အများကြီးယူဆောင်လာပြီးမယ်ဆိုတာကျမပြောနိုင်ပါတယ်။အောင်မြင်ပျော်ရွှင်နေတဲ့သူတွေကဘာတွေကိုစဉ်းစားပြီးအချိန်ကုန်ဆုံးတတ်ကြတယ်လို့စာဖတ်သူထင်ပါတယ်။အဖြေကတော့တကယ်ကိုယူယူလေးပါ။အဲ့ဒီလူတွေကသူတို့အကျွတ်သူတို့ချမှတ်ထားတဲ့ပန်းချိုင်တွေနဲ့အဲ့ဒီပန်းချိုင်တွေကိုဘလို့အောင်မြင်အောင်လှူဆောင်ရမလဲဆိုတဲ့အကြောင်းတွေ့တော့ပါတယ်။အဲ့ဒီအတွေ့တွေက သူတို့ရဲ့စိတ်ကို ကောင်းတဲ့အတွေ့အကြုံဝေမလာအောင် အကာအကွယ်ပေးချပါအောင်မြင်မှုစီတွန်းပို့တယ်အကောင်းမြင်သဘောတရားတွေဖြစ်ပေါ်လာအောင်ကူညီပေးပါတယ်အဲ့ဒီအရာတွေရဲ့အခြားတစ်ဖက်မှာ မကောင်းမြင်သူတွေကသူတို့မှာမရှိတဲ့အရာတွေနဲ့ဘဝမှာသူတို့မလိုချင်တဲ့အရာတွေအကြောင်းစဉ်းစားရင် ပြောဆိုရင်းနဲ့အချိန်ကုန်တတ်ကြပါတယ်အဲ့ဒီအတွေ့အကြုံကသူတို့ကို စိတ်မချမ်းမမြေဖြစ်စေပြီးစိတ်တက်တွေကြစေပါတယ် အပြုသဘောစိတ်ဓာတ်ကိုဘလို့တည်ဆောင်မလဲသူတည်တနာလေးလာမှုအရာအပြုသဘောဆောင်သူတွေကအင်မတန်အကောင်းမြင်တတ်ကြတယ်ခက်ခဲနေတဲ့အချိန်တွေမှာတော့သူတို့ရဲ့အမြင်တွေကိုပြောင်းလဲနိုင်ပြီဥမင်ရဲ့အဆုံးကအလင်းရောင်ကိုမြင်နိုင်ကြပါတယ်အဲ့ဒီလိုလူမျိုးတွေကိုကျမကလင်းယုံငှက်တွေလို့ရည်ညွှန်ပါတယ်တည်တဲ့အတိုင်းပါပဲလင်းယုံငှက်ဆိုတာတဘာဝမှာအတန်မာဆုံးငှက်တွေထဲမှာပါပါတယ် မုံတိုင်းအစပြိုးနေချိန်မှာတခြားငှက်အားလုံးကပြန်တန်းထွက်သွားပြီးပုံအောင်နေကြကြတယ်။ဒါပေမဲ့လင်းယုံငှက်ကတော့မုံတိုင်းတွေကိုချစ်ကြတယ်။အမှန်စင်စစ်ကလင်းယုံငှက်တွေက သူတို့အထက်မျောမှန်းချက်တွေကိုစောင့်စားတယ်။လင်းယုံငှက်တွေက မြင့်မြင့်ပြန်တန်းရတာကိုသဘောကျပြီးမုံတိုင်းရဲ့အားကြောင့်သူတို့အဲ့ဒီလိုမြင့်မြင့်ပြန်တန်းလို့ရစေတယ်။မုံတိုင်းချရောက်တဲ့အခါခန္ဓာကိုယ်ကရိမ့်သွားပြီး လေတွေကသူတို့ကိုပုံမြင့်တဲ့နေရာစီပို့ဆောင်ပေးတယ်။အဖြူသဘောထွေးတဲ့လူတွေကအဲ့ဒီလိုလှူဆောင်တာပါပဲ။သူတို့ရဲ့ဘဝမှာကြုံတွေ့ရတဲ့မုံတိုင်းတွေပြဿနာတွေကို တခြားသူတွေနဲ့မြင်တဲ့အမြင်ချင်းကွဲပြားစွာမြင်ကြတယ်။ဘာလို့လဲဆိုတော့သူတို့ကမတူညီတဲ့ရှုထောင့်ကနေကြည့်လို့ပါပဲ။အဲ့ဒီပြဿနာတွေကိုအခွင့်အရေးတွေလို့မြင်ပြီးပုံမြင့်တဲ့နေရာစီသူတို့ကိုတွန်းပို့ပေးစီအောင်အသုံးပြုကြတယ်။ အပြည့်သဘောတွေးသူတွေကအဲ့ဒီလိုမဟုတ်ပါဘူး။တခြားငက်တွေလိုပဲပြဿနာတွေကနေပြေပုံပြီ။အဲ့ဒီပြဿနာတွေကိုဏိတန်းလိုသဘောမချပဲဏိကုံးလိုမြင်တတ်ကြတယ်။အကောင်းမြင်တာကတခုတည်းသောအရာပါပဲ။အဲ့ဒါကတော့စိတ်အခြေအနေပါပဲ။အကောင်းမြင်ခြင်းဆိုတာကျမတို့သင်ယူလို့ရတဲ့အရှိတွေတခုပါပဲ။အပြည့်သဘောဆောင်သူတွေအတိုင်းပြောရင်လုပ်ရင် သူတို့လိုဖြစ်လာပါလိမ့်မယ်။ အကောင်းမြင်သူတွေကမှောင်မိုက်တဲ့နေရာတိုင်းမှာကြံပိုးရှိတဲ့ယတနာကိုရှာဖွေကြတယ်။ဒေါသထွက်ပြီးစိတ်တက်ကြမယ့်အစားသူတို့ရဲ့စိတ်ခံစားချက်တွေကို ပြောင်းလဲအသုံးချပြီးဖြစ်သွားတဲ့အရာကနေငါဘာတွေတင်ယူနိုင်မလဲလို့တွေးပါတယ်။အခြေအနေတွေကိုစိုးရိမ်နေပြီးအိမ်မပြောတဲ့ညတွေဆိုတာသူတို့မှမရှိပါဘူး။သူတို့ကအပြေရှာပြီးပြဿနာတွေကိုဖြေရှင်းနိုင်အောင်အလုပ်လုပ်ပါတယ်။ အုံနောက်ကအပြုသဘောတွေ့အောင်ဘလို့လေ့ကျင့်မလဲအုံနောက်ကိုလေ့ကျင့်ပေးရတာကရိုးရှင်းတဲ့အယူအဆတစ်ခုပါပဲလက်တွေ့ကျင့်သုံးပြီးအကျင့်ဖြစ်လာအောင်လှူဆောင်ပါမတိစိတ်အကြောင်းလေးလာခဲရတာကိုမှတ်မိပါသေးလားမတိစိတ်ကမှတ်မိမနေတဲ့တစ်ခုခုကိုလှုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါအချင်းဟောင်းတွေစီပြန်ဆွဲခေါ်ဖို့မတိစိတ်ကသူတက်နိုင်သမျှအရာအလုံးကိုလုတ်ပါလိမ့်မယ်။ မကောင်းတဲ့အကျင့်တွေကဖျောက်ရခက်တယ်ဆိုတာအဲ့ဒီအကြောင်းကြောင်းပါပဲကျမတို့ကကိုကိုကိုပြန်ကြိုက်ယူနေရတယ်တိတ်တော့မကောင်းပါဘူးမတိစိတ်ကကျမတို့ကိုတက်တောင့်တတာရှိတဲ့ဇုံထဲမှာပဲဆက်ပြီးနေစေချင်တယ်တခြားလုံးမကောင်းတာတွေကို တွေးတာခြင်းသားရနေရင် ကောင်းတာကိုတွေးဖို့ဆိုတာကိုယ့်ရဲ့တက်တောင့်တတာရှိတဲ့ဇုံထဲကနေခုံထွက်နေတာပဲဖြစ်ပါတယ် အကြီးကအချက်ကတော့ဆက်တိုးသွားဖို့ပါပဲဆက်သွားနေပါအချင်းတစ်ခုဖြစ်လာအောင်တည်ဆောက်ဖို့ရက်ပေါင်း60အချင်းယူရတယ်လို့ဆိုကြပါတယ်ဒါကြောင့်အဲ့ဒါကိုပဲဆက်လုပ်နေပါ နောက်ဆုံးမှပန်းချိန်ကိုရောက်ပါလိမ့်မယ်စိတ်ဆိုတာအလွန်အင်အားကြီးတဲ့လက်နက်တစ်ခု ဆိုပေမဲ့လေတချိန်မှာအတွေးတစ်ခုတည်းကိုသာအာယုံစိုက်နိုင်တဲ့အစွမ်းတတိရှိပါတယ်ဒါကြောင့် အုံနောက်ထဲမှာဂျာလန်ချောင်းအစ်စ်တွေကိုဖန်တီးလိုက်တဲ့အချိန်ကောင်းတဲ့အတွေးတွေကိုဆက်တွေးနေဖို့ကကျမတို့ရဲ့ပန်းချိုင်မှာမကောင်းတာတစ်ခုခုဖြစ်လာတဲ့အခါအဲ့ဒီအရာကိုကျမတို့တုံ့ပြန်လိုက်တဲ့ပုံစံကနေရလက်ကို အဆုံးအဖြတ်ပေးမယ်ဆိုတာမမေ့ပါနဲ့ဒါကြောင့်မကောင်းတဲ့ဘလို့အခြေအနေမှာဖြစ်နေပါစေကောင်းတာတွေကိုအမြဲတမ်းရှာနေဖို့အရေးကြီးပါတယ်အပြုသဘော affirmation များ၏အစွမ်းတည် affirmation ဆိုတာကကျမတို့ပြောတဲ့စကားတွေဂျာမမဟုတ်ကြွေးတဲ့အကြွေးတွေပဲဖြစ်ပါတယ်။ဒီစာကိုဖတ်နေရင်စာဖတ်သူမှာတိတ်မကောင်းတဲ့အကြောင်းအရာတွေကို ပြောချက်ကြွေးချက်တဲ့အချင်းတစ်ခုရှိဖို့အခွင့်အရေးများပါတယ်။ဆိုလိုတာကစာဖတ်သူရဲ့စိတ်ကအရင်ခံအားဖြင့်အမိုက်တွေနဲ့ပြည်နေတယ်လို့ပြောချင်တာပါ။အပြုသဘောဆောင်တဲ့ affirmation တွေက ပြောင်းလဲမှုစီသွားတဲ့ဇာတ်ကားကိုဖွင့်ပေးပါတယ်။ ကျမတခုလောက်မေးပြရခြင်းစာဖတ်သူကဘသူကိုစကားအများဆုံးပြောတတ်တယ်လဲလူအများစုကတော့သူတို့ရဲ့ချစ်သူကောင်းလေချစ်သူမိန်ကလေးဂျာမမဟုတ် အရင်းနှီးဆုံးတငယ်ချင်းတွေလို့ပြောကြမှာပါအမှန်ကတော့အချိန်အများစုမှာ ကျမတို့စကားပြောတဲ့လူကကျမတို့ကိုယ်တိုင်ကိုပါပဲကျမတို့အားလုံးမှာစိတ်တွင်းအပြန်အလှန်ပြောတာတွေရှိပါတယ်ကိုကိုကိုကောင်းတဲ့အရာတွေပြောရင်လည်းပြောတယ် ဂျာမမဟုတ်တိတ်ပြီးမကောင်းတဲ့အရာတွေပြောရင်လည်းပြောတယ်။အပြုသဘော affirmation တွေနဲ့ဆက်ဆံနေတယ်။ဂျမ်းမာကြီးအချိုးကျေးဇူးများစွာရှိပါတယ်။စိတ်တကြခြင်းကိုမောင်းထုတ်ပေးတယ်။လူတွေကိုစိတ်တကြစေတဲ့အကြောင်းရင်းအများပြားရှိပါတယ်။အဲ့ဒီထဲကတချို့ကမိမိကိုယ်ကိုလေးစားမှုနေတာထိုက်တန်နေလို့မခံစားရတာနဲ့အဆင်ပြေတယ်လို့မခံစားရတာတွေပါ။ အပြုသဘော affirmation တွေကိုအချင်းချင်းယူဆိုခြင်းကစိတ်တက်ကြတာကို ပြောင်းပြန်လည်ပြန်နိုင်အောင်အချက်အကူပေးတယ်လို့သူတည်သနာတွေမှာတွေ့ရှိခဲ့ပါတယ်။ Arizona တက္ကသိုလ်ကပြုလုပ်တဲ့လိလာမှုတစ်ခုအရာ အပြုသဘောဆောင်တဲ့ affirmation တွေက lunar တွေစိတ်တက်ကြတာနဲ့စိုးရိမ်ကြောင်ကြာမှုတွေကို မခံစားရစေဖို့ချီရောက်တဲ့ဖြည့်ဆွက်ကူတာမှုတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ တချို့လူနာတွေကြအပြုသဘောဆောင်တဲ့ affirmation တွေကစေရင်ကုရုံးတွေချက်ပို့ပြီးမှအသုံးဝင်ခဲ့ပါတယ်။အပြုသဘော affirmation များကို အသုံးပြုနေအပြုသဘော affirmation တွေကို အသုံးပြုလို့ရနိုင်မယ်။နီလန်း၃ခုရှိပါတယ်။အချင်းရောက်ဆုံးဖြစ်ဖို့ဆိုရင်နီလန်း၃ခုစလုံးကို အသုံးချဖို့အခိုင်အမာအကြံပြုရပါလိမ့်မယ်။နံပါတ်၁အတွေးအစာထုံမှု ကျမတို့ဘာတွေစဉ်းစားနေကြသလဲဆိုတာကို အချင်းအများစုမှာကျမတို့သိတောင်မသိကြပါဘူး။ကျွမ်းကျင်ပညာရှင်တွေပြောဆိုကြအရာကျမတို့ကတနေ့မှာအတွေးပေါင်း12000ကနေ9000ကြာတွေးတော်စဉ်းစားကြတယ်လို့ဆိုပါတယ်။မြောက်များလာတဲ့အတွေးတွေပါပဲ။ဒါပေမဲ့ဂျာရီကသူ့အလိုလိုဖြစ်တဲ့အတွေးတွေဖြစ်လို့မှတ်မိမှာမဟုတ်ပါဘူး။နောက်ဆုံးအတွေးပေါင်း1000ကိုခြာရည်ဖို့ ကျမကစာဖတ်သူကိုပြောမယ်ဆိုရင်ကျမယူနေတယ်ဆိုတဲ့အချိန်နဲ့စာဖတ်သူကကြည်မာတေချာပါတယ်။ဂျာကကျမတို့စိုးရင် ပူပန်နေရမယ့်အတွေ့အကြုံမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကျမတို့အလေးထားအာရုံဆိုင်ရမယ့်အတွေ့အကြုံမဟုတ်လို့ပါ။အတိတ်အချက်ကတော့မကောင်းတာတွေကို တွေးနေတဲ့အခါကိုကိုကိုသတိပြုမိပြီးအပြူသဘော affirmation တွေနဲ့အစာထိုးလိုက်ဖို့ပါပဲ။နံပါတ် affirmation ကိုအချိန်ချင်းယူဆိုခြင်းဒီနီလမ်းမှာကတော့တနေ့ဒါမှအချိန်တစ်ခုကိုပေးဖယ်ထားပြီးမှန်ရှိမှမတည့်ရပြီး affirmation တွေကိုအချိန်ချင်းယူဆိုရမှာပါနံပါတ်3 affirmation တရားထိုင်ခြင်းတင်ပြင်ွေထိုင်ပြီးဖျားစာယူဆိုရတဲ့တရားထိုင်နည်းအမျိုးအစားမျိုးကျွန်မပြောမှာမဟုတ်ပါဘူးစကလုံးတွေကိုဆက်မပြတ်အချိန်ချင်းယူဆိုပြီးတော့လေတရားထိုင်လို့ရပါတယ် ီလိုပုံစံမျိုးကိုကြီးတိုးရည်ရွယ်ခြင်းလို့လည်းရည်ညွှန်းကြပါတယ်။ affirmation တရားထိုင်ခြင်းရဲ့ရည်ရွယ်ချက်ကစိတ်ထဲမှာအပြစ်သဘောအထွေတွေကိုစဉ်းစားဖို့နေရာမရှိအောင်အပြုသဘောစဉ်းစားတွေးတောတတ်တဲ့အလေးချင်းရစေဖို့ပါ။အသက်ရှူရင်တိတ်တိတ်ဆိတ်ဆိတ်နဲ့ affirmation ကိုရွတ်ဆိုရင်တနေ့တာအချိန်ကိုကုံဆုံးဖို့ကအကြီးကကြီးမှန်ချက်ပါ။ အနားမှာဘယ်သူမှမရှိရင်အတန်ချက်ချင်းနဲ့ယူဆောင်နိုင်ပါတယ်။အပြတ်သဘောတွေးတက်တဲ့အခြင်းတွေပျောက်စေမယ်။အပြူသဘော affirmation 25ခုကို အောက်မှာကြီးလိုက်ပါ။နံပါတ်၁ငါရဲ့စိတ်ကူးရင်အိမ်မက်တွေရှိတဲ့ဘဝမှာငါရှင်သန်မယ်။နံပါတ်၂ဘဝမှာအောင်မြင်ဖို့လိုအပ်တဲ့လက်နက်တွေကိုငါပိုင်ဆိုင်နေ။နံပါတ်၃ငါရုန်းကန်နေရတာတွေချက်ငါကပူတန်ပါတယ်။ နံပါတ်၄ငါဘဝကိုငါထိန်ချုပ်နိုင်နေနံပါတ်၅ငါကစိတ်ခက်ချမ်းနေနံပါတ်၆ငါကိုငါခွန်အားပေးနိုင်တဲ့အစွမ်းတတိငါမှာရှိတယ်နံပါတ်၇ငါကိုယ်တိုင်ချမှတ်ထားတဲ့ပန်းချိုင်မှန်သမျှကိုအောင်မြင်ရမယ်နံပါတ်၈ငါကမိကိုမကြောက်ဘူးဘာလို့ဆိုငါကမိဖြစ်လို့ပဲနံပါတ်၉ဘဝမှာအကောင်းဆုံးဆိုတာရင်းနဲ့ငါထိုက်တန်တယ် ဘာမှမလျော့နေဘူးနံပါတ်30ဘဝမှာငါဘာဖြစ်လာမယ်ဆိုတာကိုဆုံးဖြတ်ဖို့ငါမှာရွေးချယ်မှုရှိတယ်နံပါတ်17တခါတလေဟင်းအင်းလို့ညင်ဖို့ငါကိုငါခွင့်ပြုတယ်နံပါတ်12ပျော်ရွှင်မှုဆိုတာငါအတွက်လက်တွေ့ဘဝပဲနံပါတ်13ငါမှာကိုကိုကိုစိတ်ချမှုနဲ့ယုံကြည်မှုရှိတယ်နံပါတ်14ငါရဲ့ယုံကြည်မှုမှာအကန့်အသတ်မရှိဘူး နံပါတ်15ချွန်းချက်မရှိငါကအချစ်ခံရဖို့ထိုက်တန်နေနံပါတ်16ကြောက်ရွံ့ဆိုးရိမ်မနေပဲမျောလင့်ချက်ရှိဖို့ငါရွေးချယ်တယ်နံပါတ်17အပြတ်သဘောအစာအပြုတ်သဘောကိုငါရွေးချယ်တယ်နံပါတ်18တခြားလူတွေရဲ့အပြတ်သဘောစိတ်ခံစားချက်တွေကငါကိုထိခိုက်စေဖို့ငါခွင့်ပြုမှာမဟုတ်ဘူးနံပါတ်19အကောင်းဆုံးငါဖြစ်လာဖို့ငါကြတိပြုတယ် နံပါတ်20ငါရဲ့အခြေအနေတွေကငါကိုတတ်မှတ်ပေးမှာမဟုတ်ဘူးနံပါတ်27ငါကရဲချင်ပြီလာပါတယ်နံပါတ်20ငါကိုငါအကျွမ်းမဲ့ချစ်တယ်နံပါတ်23ငါလိုချင်တဲ့ဘဝကိုဖန်ကြီးပုံဖော်ဖို့ငါမှာကြာဝင်ရှိတယ်နံပါတ်24ငင်းချမ်းတဲ့အတွေ့ချစ်ချင်းမြတ်တာအတွေ့နဲ့စိတ်တဘောရာညီညွတ်မဲ့အတွေ့တွေကိုပဲငါတွေ့မယ်။နံပါတ်25 ငါကငါမကောင်းတာရီပြောပြီငါဆွမ်းအင်ကိုမဖြုံကြည့်ဘူးဟုတ်ကဲ့ကျမအခုဖပြပေးသွားတာကတော့ဆရာမချက်ချက်တင်စာဘာသာပြန်ဆိုရေးတာထားတယ်ရောင်ရဲခြင်းအမှုပညာဆိုတဲ့စာအုပ်ထဲကအကျွေးတွေက အမှိုက်များရှင်ထုတ်ခြင်းယုံညံ့စိတ်ကိုမောင်းထုတ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးကို ထုံနှုတ်ဖပြပေးသွားတာပဲဖြစ်ပါတယ်ရှင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်